ဒီနေ့9ရက်စန္ဒလ2024ခုနှစ်ပေါ့နော်ရန်ကုန်မန္တလေးအမြန်လန်20တမိုင်5ဘာလုံးမှာတည်ထားတဲ့တစ္ဆာရွှေစီတော်စခန်းရိပ်သာအမြန်လန်နဲ့ကြောင်းသွားတဲ့လမ်းခင်းတာကိုလမ်းအလှလှူဒန်းကြတဲ့ဒကာကြီးဥခိုင်ကျော်ဒကာမကြီးဒေါ်အေးအေးမိသားစုတို့ ိုလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုလေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာနှစ်သက်မှုဝမ်းသာမှုနဲ့ကုသိုလ်တွေပို့ပြီးတော့တိုးသွားစေဖို့ဆက်ပြီးတော့အနုမောဒနာတရားနာမယ်ပေါ့နော်အနုမောဒနာဆိုတာကတော့ဝမ်းသာခြင်း ဝမ်းမြောက်ခြင်းဝမ်းသာခြင်းနှစ်သက်ခြင်းကိုဖြစ်စေတဲ့ဇကားကိုအနုမောဒနာဇကားခေါ်တာအဲ့ဒါဆိုတော့ကပြောတဲ့အတိုင်းဘုံဘဝအနုမောဒနာတရားစကားဆိုတာလေကိုယ်ဘဝတစ်လျှောက်လုံးမှာ အလွန်ကောင်းမွန်တဲ့စိတ်ကလေးနဲ့နေသွားနိုင်ဖို့မြတ်စွာဘုရားကဘလိုလေးသင်ပေးသလဲဆိုတာလေးကိုပြောခြင်းတယ်တပ်ပုရိသတုတ်တန်တဲ့တုတ်တန်ရဲ့နာမည်လေးကတပ်ပုရိသဆိုတာသူတော်ကောင်းပေါ့နော်သူတော်ကောင်းဆိုတာကောင်းတဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်သူတော်ကောင်းလို့သူယုံမှလို့လူတွေကိုကြည့်ပြီးတော့ပြောရတဲ့နေရာမှာ ဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့စိတ်ကိုကြည့်ပြီးတော့ပြောကြတာဟုတ်တယ်မဟုတ်လားရုပ်ပိုင်းဆိုင်ရာကတော့သူလည်းပဲအရိုးကို အမာခံနေရာမှာထားပြီးတော့အကျိုးတွေနဲ့ဖွဲ့ရှက်ပြီးတော့အသားသွေးနဲ့လိမ့်ကျန်ပြီးတော့အရည်ရွယ်ရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့မတန့်ရှင်းတဲ့မစင်ကြယ်တဲ့ရုပ်အစုအဝေးကိုယ်လည်းပဲမတန့်ရှင်းတဲ့မစင်ကြယ်တဲ့ရုပ်အစုအဝေးဘယ်သူမှဘာမှထူးတယ်လို့ပြောလို့မရဘူး ရုပ်ပိုင်းဆိုင်ရာအနေအထားတော့အကုန်လုံးကမတန်ရှင်းတဲ့အနက်မကောင်းတဲ့ရွန်ရှာဆက်ဆုပ်ဖွယ်များစုနေတဲ့အရာကြီးပဲဟုတ်တယ်မို့လားသူတော်ကောင်းလို့သူယုံမှလို့ဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့အဲ့ဒီခန္ဓာကိုယ်မှာကိန်းပြီးတော့ဖြစ်နေတဲ့စိတ်ကိုကြည့်ပြီးတော့ပြောတာကောင်းတဲ့စိတ်ရှိရင်သူတော်ကောင်းစိတ်ရှိတဲ့လူသူတော်ကောင်းပေါ့ညံ့တဲ့ဆိုးတဲ့စိတ်ရှိတယ်ဆိုရင်ဒါသူယုံမှပေါ့နော် ဲ့ဒါမြတ်စွာဘုရားယဟန်နေကိုယဟန်တို့တဲ့သူတော်ကောင်းစိတ်သူယုံမာစိတ်ဆိုတာဘလို့လဲဆိုတာကိုငါပြောပြမယ်လို့လူစကားလေးခြီးပြီးတော့ကိုတမင်ဟောတာအဲ့ဒီတုတ်တန်လေးကတုတ်တန်ကအရှိကြီးပဲအတိုးချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကိုကိုကိုဘာကြီးဖြစ်လို့နေနေဘလောက်ပဲအခြေအနေကောင်းလို့နေနေ ကိုကိုကိုမမြင့်တင်ဘူးသူများကို မရှုံချဘူးဆိုရင်အဲ့ဒါသူတော်ကောင်းစိတ်ဓာတ်တဲ့တခုခုကိုကသူများတဲ့ထူချားနေလို့ကောင်းနေလို့ကိုကိုကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒါသူရုံမှာစိတ်ဓာတ်ပဲတဲ့လူရင်းကအဲ့ဒီတုတ်တန်ရဲ့လူရင်းကအဲ့ဒါပဲကိုကကိုဘာကြီးဖြစ်လို့နေနေအဲ့ဒီဖြစ်နေတဲ့အခြေအနေတခုကိုအကြောင်းပြုပြီးတော့သူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တင်မယ်ဆိုရင်အဲ့ဒါပါတော့သူရုံမှာစိတ်ဓာတ် ကိုယ့်ကိုဘာပဲဖြစ်နေနေအဲ့ဒီဖြစ်နေတဲ့အကြောင်းကြောင့်ကိုယ့်ကိုကိုယ်မမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုရင်အဲ့ဒါပါလို့သူတော်ကောင်းစိတ်တက်တယ်။အဲ့ဒါကိုမြတ်စွာဘုရားစိတ်ရှိလက်ရှိလေးပြောတာယဟန်နေကိုအဓိကပြောတာပေါ့။ယဟန်တို့တဲ့တချို့ယဟန်နေဟာအမျိုးမြတ်တဲ့အနေအထားနဲ့ယဟန်ပြူလာကြတယ်။သူတို့အမျိုးကအလွန်မြတ်တယ်ပေါ့နော်။တယဟန်ဖြစ်လာတဲ့အခါမှာငါအမျိုးမြတ်တဲ့အတိုင်းဝဲနေယဟန်ပြူလာတာဟိုလူတွေကယုံညံ့တဲ့မျိုးကယဟန်ပြူလာတာ။ ဒါကြောင့်သူတို့ကအထင်သေးစရာလေငါကမှသူတို့ထက်သာတယ်လို့ကိုကိုကိုတဆင့်မြင့်သူများကိုတဆင့်နှိမ့်ပြီးတော့ကိုကိုကိုမြင့်တင်တဲ့စိတ်တွေသူများကိုနှိမ့်ချတဲ့စိတ်တွေနဲ့နေရင်အဲ့ဒါသူရုံမှစိတ်တတ်ပဲတဲ့။တချို့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတာတော့ဟုတ်တယ်။ဒါပေမဲ့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတိုင်းလည်းပဲအဲ့ဒီလိုအတွေးခေါ်ရှိတာမဟုတ်ဘူး။တချို့ကြတော့ဘလို့စဉ်းစားတော့ဆိုတော့ မြင့်မြတ်တဲ့အမျိုးကယဟန်ပြုကမျှနေလောဘဒေါသမောဟကုံသွားတာမဟုတ်ဘူးတဲ့။သူစဉ်းစားပုံတည်းကဘလောက်သဘာဝကြာနော်။သူတော်ကောင်းတရားကိုနီးမှန်လမ်းမှန်ကျင့်မှစိတ်ရဲ့ယုံညံ့တဲ့သဘောတွေဟာနဲ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 သွားတာမျက်နှိုးစရာကောင်းတယ်။အမျိုးမျက်ခါမျှနေမျက်နှိုးစရာကောင်းတာမဟုတ်ဘူး။မှန်မှန်ကန်ကန်စိတ်ထားလေးနဲ့ကောင်းကောင်းမွန်မွန်လေးကျင့်သုံးပြီးတော့နေမှကိလေသာဆိုတာကုံနိုင်တာ။ ဒါကြောင့်အမျိုးမြတ်ချင်းဒီဟုသောအကြောင်းကြောင့်ဘာမှကိုကိုကိုမြင့်တင်နေတဲ့အကြောင်းမရှိဘူး။သူများကိုဘာမှနှိမ့်ချတဲ့အကြောင်းမရှိဘူး။အမျိုးမြတ်လို့အမျိုးမမြတ်တဲ့လူထက် तू ကဘာမှပို့ပြီးတော့ထူးမသွားဘူးပေါ့ဆိုလိုတာ။ဟုတ်လား။အဲ့ဒီလိုမှန်ကန်တဲ့အမြင်နဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့ तू ဟာသူ့ကိုယ် तू မမြင့်တင်ဘူး။သူများကိုမနှိမ့်ချဘူးတဲ့။အဲ့ဒါဘာလို့ဆိုတော့သူတော်ကောင်းစိတ်ဓာတ်တဲ့။အဲ့ဒီဟာလည်းစာဟောတာ။အဲ့ဒါအများကြီးပဲဟောတာ။ မ်ဘတ်ရှံပေါ်တဲ့အမျိုးဝန်နေရဟန်းပြုခဲ့တယ်ထင်ရှားကြော်ကြားတဲ့အတိုင်းဝန်နေရဟန်းပြုခဲ့တယ်အစဉ်အတိုင်းရဟန်းဖြစ်ပြီးဆိုတော့လည်းပဲဝီနီးလေးစားတယ်ဝီနီးတွေကိုတက်ကြွတယ်အဲ့ဒီဝီနီးကိုတက်ကြွလို့ဝီနီးလေးစားဝီနီးလိုက်နာလို့ဝီနီးမလိုက်နာတဲ့ပုံကိုကိုအထင်သေးမယ်ငါသူတို့နဲ့မတူဝီနီးလေးစားတယ်ဆိုပြီးတော့ကိုကိုကိုမြင့်တင်မယ်ဆိုရင်လေအဲ့ဒီဝီနီးလေးစားသူဟာဘာစိတ်တဲ့နေနေအောင်ဆိုသူ့မှာစိတ်တဲ့နေနေရ ဝီနီးတော့လေးစားတယ်ဝီနီးလည်းကျွမ်းကျင်တယ်ဒါပေမဲ့အဲ့ဒီအကြောင်းအကြောင်းကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိမ်ချဘူးဆိုတော့မှသူဟာပါတော့သူတော်ကောင်းစိတ်တဲ့နဲ့နေတာနောက်တရားဟောကောင်းတယ်တဲ့ဓမ္မကတိကသူများနားလည်အောင်ပြောနိုင်စွမ်းရှိတယ်အတရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုနှိမ်ချမယ်ကိုကိုမြင့်တင်မယ်ဆိုရင်တရားဟောကောင်းသူကြီးလည်းဗာစိတ်တဲ့နဲ့နေတာတော့သူယုံမှစိတ်တဲ့နဲ့ပဲနေတာတရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုမနှိမ်ချဘူးကိုကိုမမြင့်တင်ဘူး ဂျားထဲမှာတွေးပုံလေးတွေဘုံဘုံကအကုန်လုံးအကျေမဲ့ပြောတော့တာဟုတ်လားတရားဟော ကောင်းယုံမြတ်နေလောဘဒေါသမောဟကုံတာမဟုတ်ဘူးနီးမှန်လမ်းမှန်ကျင့်သုံးမှလောဘဒေါသဆိုတာကုံတာဒါကြောင့်တရားဟောကောင်းခြင်းဒီဟုသောအကြောင်းကြောင့်ဘာမှသူများကိုထင်သေးစရာအကြောင်းမရှိဘူးကိုယ့်ကိုလည်းမြင့်တင်စရာအကြောင်းလည်းမရှိဘူးဟုတ်လားအဲ့ဒါအစင်းစင်ဒူးတင်ဆောင်နေတဲ့တချို့ရန်နေသင်္ကန်းလည်းသုံးတယ်ချိုးချန်တဲ့အကျင့်ကျင့်တယ်ပေါ့နားလည်လို့အောင်ပြောရရင်စွန့်ခံစားတယ် တုတ်တံမှာနေတယ်ဒီလေအောင်ဆက်တဲ့ဣရိယာပုတ်ကိုပယ်တယ်တောရံမှာနေတယ်တုတ်တံဟိုဒူရင်73မျိုးတောင်ရှိဟုတ်လားအဲ့လိုဒူရင် ဆောင်းတဲ့အတွက်ကြောင့်ငါကသူတို့တဲ့ထူးတယ်ဒါကြောင့်သူတို့ကထင်သေးစရာတွေငါကမှမြင့်မားတာလို့ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဒူရင်ဆောင်းတဲ့ပုတ်ကိုလည်းပါတယ်တော့ သေးုံမှာစိတ်တက်ပြီအရင်တတိထားတဲ့အကောင်းနဲ့တော့ကျန်တဲ့ဥစ္စာပစ္စည်းပေါ်တာမှပြောတော့နဲ့ရိုးရိုးပညာတတ်တာမှပြောတော့နဲ့ဟုတ်လားဝိနည်းလေးစားတယ်ဓမ္မကတိကဖြစ်တယ်ဘ ഹു သုဒ္ဓစာရီတက်တယ်ဟောစာတက်လို့သူများအထင်သေးမယ်ကိုယ့်ကိုမြင့်တင်မယ်ဆိုအဲ့ဒီစာတက်သူကြီးဟာသေုံမှာစိတ်တက်နေနေတယ်လူရင်းလေးကိုဖုံဖုံတော့ဖမ်းမိဖို့လိုတယ်ဟုတ်လားအဲ့ဒါအခုဘူးဒူတင်ဆောင်နေတဲ့တချို့ဆိုအရင်အကျင့်ကောင်းတယ်ဆိုတော့နာမည်ကြီးကြတယ်ဟုတ်လား တတိထားเสียကောင်းတယ်အဲ့ဒီပုံကောဟာအဲ့ဒီအကျင့်ကောင်းခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုယ့်ကိုယ်ကိုမမြင့်တင်ဖို့လိုသေးတယ်အကယ်၍အဲ့ဒီလိုမလုံမိဘူးအဲ့ဒီလိုစိတ်တွေကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်သူ့ကိုလည်းသူ့ဥမှာစိတ်တက်တဲ့ပဲဝင်ရတော့ဘလောက်ထိဟောတယ်ထင်တော့ဘုံအံ့ဩတယ်ပေါ့နော်အဲ့ဒီတုတ်တန်လေးကိုဇံရရေးတဲ့ဇံရပုံကိုကြီးဇံနဲ့ငိမ့်ငိမ့်အေးအေးနေနိုင်တဲ့အကြီးအသေးသူ့မှာရှိတယ် ဒါပေမဲ့အဲ့ဒီဇံရချင်းတိဟူသောကြောင့်ကြောင့်ကိုကိုကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဇံရသူကြီးဟာလည်းပဲသူရုံမှာစိတ်တက်နေပဲနေတာပဲတဲ့အဲ့ဒီချိန်မှာဆိုလိုတာကသူများကိုနှိမ့်ချတယ်ကိုကိုမြင့်တင်တယ်ဆိုတဲ့စိတ်ဟာသူရုံမှာစိတ်တက်ပဲဒီသဘောကိုပြောတာနော်ဇံရတဲ့တွေကြောင့်ကိုကိုမြင့်တင်မှုသူများကိုမနှိမ့်ချဘူးဆိုမှအဲ့ဒါသူတော်ကောင်းစိတ်တက်တယ်အဲ့တော့လူတယောက်ဟာသူရုံမှာစိတ်တက်နေနေသလားသူတော်ကောင်းစိတ်တက်နေနေသလားဆိုတာကို ဒီအချက်ကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ကစစ်ဆေးလို့ရတယ်အထူးသဖြင့်ကိုယ့်ကိုယ်ကိုစစ်ဆေးလို့ရတယ်ကိုယ့်ကိုယ်ကိုအထင်ရောက်နေမယ်တော့သူများကိုအထင်သေးနေမယ်ဆိုရင်ဒီဥစ္စာကဒါရုပ်မာတဲ့စိတ်ပဲတကယ်တမ်းကအဲ့ဒီစိတ်ဝင်နေရင်စိတ်ကချမ်းလည်းမချမ်းသာဘူးဟုတ်တယ်မချမ်းသာဘူးနော်လေးလံနေပူလောင်နေပင်ပန်းနေတကယ်ကနော်အထင်သေးရတာထင်ကြီးရတာတတ်တာတဲ့သဘောချမ်းသာတဲ့သဘောရှိမနေဘူး ာဖြစ်လို့ဆိုသူကောင်းတဲ့စိတ်မဟုတ်လို့အဲ့တော့ဘုန်းဘုန်းတို့နော်ရေဘူးရသဘောအဖြစ်ဘာဖြစ်လို့သူများကိုအထင်သေးနေတာတုံးကိုကိုကိုအထင်ရောက်နေတာတုံးဆိုတော့သူနဲ့ကိုယ်နဲ့အကုန်လုံးကအတူတူပါပဲဆိုတဲ့အမှန်တရားကိုမမြင်လို့ပဲဒါကတော့ဘုန်းဘုန်းကသုံးသပ်ကြည့်တာပေါ့လေအတူတူပဲလို့မြင်မယ်ဆိုရင်မတူဘူးထင်လို့ဖြစ်နေတဲ့အထင်သေးတာအထင်ကြီးတာရှိနိုင်မလားတကယ်တမ်းကအတူတူပဲဘာတူတာတုံးလို့မေးရင်နော် ဟိုအဆင့်အမြင့်ဆုံးရှုတော့ကကြည့်မယ်ဆိုရင်ဒုက္ခသစ္စာအတူတူပဲတတဝါတိုင်းဟာဆင်းရဲနေကြတာပဲတကယ်ကနော်တကယ်ဒီတတိအားကောင်းကောင်းနဲ့တိဆောက်ထားလို့ဉာဏ်ပညာဖြစ်ထွန်းလာပြီဆိုရင်အဲ့ဒီဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်ဘဝဖြစ်နေရတာဟာတတတာတဲ့သဘောမဟုတ်ပင်မန်းတဲ့သဘောပဲ ကျွတ်တော့ကလောဘမျက်လုံးနဲ့မက်မောတဲ့စိတ်နဲ့အခြေခံပြီးတော့အဲ့ဒီစိတ်တွေနဲ့เนาะအနေကြပြီးတော့အဲ့ဒီစိတ်တွေနဲ့ပဲဘဝကိုကြည့်တဲ့အတွက်ကြောင့်ဘဝကပင်ပန်းတယ်ဘဝကလေးလံတယ်ဘဝကမသက်သာဘူးဆိုတဲ့အမှန်တရားကိုမမြင်တာတကယ်တမ်းကဘဝကလေးလံပါလေဖခင်ကတော့ဝန်တို့ငိုကြီးလို့တောင်းဟောတယ်အမြဲတမ်းဝန်ထမ်းတာလားခဏလေးတောင်းချပြီးတော့နားလို့မရဘူးအဲ့ကျွတ်တော့ညံနေတဲ့အခါကျတော့သိပြီးတော့မသိဘူးပေါ့ နည်းနည်းလေးအသက်ကြီးလာလို့ရှိရင်တော့ဒီဝင်လေးတဲ့သဘောကပိုးထင်ရှားလာလို့နည်းနည်းလေးရိပ်မိနိုင်တယ်ဒါတောင်ညံကောင်းလို့ရိပ်မိတာမဟုတ်ဘူးနော်သိလားဟိုမြင်ကွင်းကထင်ရှားလွန်းလွန်းမြင်တာကိုယ့်မျက်စိကစူးရှားလွန်းလွန်းမြင်တာမဟုတ်ဘူးလို့ပြောချင်တာသဘောပေါက်လားမသိဘူးတချို့ကိစ္စကမြင်ကွင်းကတိတ်မထင်ရှားဘူးဒါသိမျက်လုံးကအရန်ကောင်းတဲ့အခါမြင်ရတာရှိတယ်တချို့ကြတော့မြင်ကွင်းကထင်ပင်ထင်ရှားတော့လည်းပဲမျက်လုံးကညံ့နေရင်လည်းမမြင်ရတာရှိတယ် တော့အသက်ကြီးလာလို့ရှိရင်သိလိမ့်မယ်ခန္ဓာကြီးကလေးလာပါလားဆိုတာအဲ့ဒါသိတာညံကောင်းလို့သိတာမျိုးမဟုတ်ဘူးဘောင်းဆိုတကယ်ကို ဖုံးမနိုင်ဖိမနိုင်ခန္ဓာကြီးကတကယ်ကိုလေးလာလို့သူလေးလာတယ်လို့နည်းနည်းသိလာရိမ့်မိလာဘာမှကောင်းမနေဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့လူရင်းလေးပြောမယ်ဗျာနောက်သူတော်ကောင်းစိတ်ကလေးနဲ့နေခြင်းနဲ့သူယုံမှစိတ်နေခြင်းနဲ့ဆိုရင်ကိုကိုကို နော်အထင်ရောက်နေတာကိုကိုကိုမြင့်တင်နေတာသူများကိုထင်သေးနေတာအဲ့ဒီစိတ်တွေကိုဘာလို့မလို့နည်းအောင်လုပ်ရမယ်အဲ့လို့ဆိုရင်အဲ့ဒီစိတ်တွေကဘာကြောင့်ဖြစ်နေတာတော့အခုပြောပြီအတူတူဆိုတာကိုမမြင်လို့အတူတူဆိုတာဘာတူတာတုံးဆိုတော့အစ်င့်အမြင်ဆုံးအမြင်နဲ့ပြောရရင်ဒုက္ခသစ္စာမှာတူးနေအကုန်လုံးဆင်းရဲနေကြတာနော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဒီယုတ်ဒီနံဒီသဘာဝဖြစ်နေတာဟာကောင်းမွန်တဲ့သဘောဟုတ်ကောမဟုတ်ဘူး ဒီသဘောအဲ့ဒါကိုမြတ်စွာဘုရားမြင်လို့ဖျားဆိုတာဖြစ်သွားတာပါပဲတကယ်ကဘာဖြစ်လို့ဘုံဘုံရဲ့ဒီမကောင်းတဲ့ဒုက္ခသစ္စာအမှန်တရားကိုမြင်ရတာနဲ့ဖျားဖြစ်သွားတာတုံးလို့မေးเสียရှိဒီဒုက္ခသစ္စာကိုမြင်စိတ်ဘလို့မြင့်မြတ်သွားလဲဆိုတာကိုဘုံဘုံလေးဘုံဘုံတို့နည်းနည်းလေးဝေဖန်ပြမယ်ညံလေးနဲ့လိုက်ကြည့်နော် ဘဝဆင်းရဲတယ်ငါဘဝမှာမဟုတ်ဘယ်ဘဝဖြစ်အကုန်ဆင်းရဲတယ်လို့တကယ်မြင်လို့ရှိရင်အဲ့ဒီဆင်းရဲတဲ့အရာတွေရဲ့ပုံမှာမမောမှုဟာဘာဖြစ်သွားမှာတော့နဲသွားမယ်အဲ့ဒါပဲအတ္တကအဲ့ဒီမမောမှု လောဘဟာကျန်တဲ့ကိလေသာအများစုဖြစ်ခြင်းရဲ့အကြောင်းတရားပဲပြောရရင်အဲ့ဒီမမောမှုလောဘကနေတဆင့်ပေါက်ဖွားလာတယ်လို့တောင်ဖုံဖုံကဆိုခြင်းတယ်အဲ့ဒီမမောမှုကလည်းဘာကြောင့်ဖြစ်တုံးဆိုတော့ဆင်းရဲတဲ့သဘောကြီးကိုဆင်းရဲလို့မသိလို့ အဲ့ဒီမသိမှုအဝိဇ္ဇာမောဟပေါ့နော်အဲ့ဒီအဝိဇ္ဇာကြောင့်မလို့ဒီလောဘကလည်းဖြစ်တာအဝိဇ္ဇာကတော့သူကခေါင်းဆောင်ကြီးပဲဟုတ်လားအဝိဇ္ဇာရဲ့တဏှာရဲ့နော်တနည်းအားဖြင့်မောဟနဲ့လောဘပေါ့ကျင့်တဲ့ကိလေသာတွေကအဲ့ဒီအနေနဲ့တဆင့်တိုးပွားလာတယ်လို့ဖုံဖုံထင်တယ်ကျတို့ဒေါသဆိုရင်လည်းပဲအလိုမကျဘူးအလိုတွေများလေလေဒေါသများလေလေပဲဟုတ်လားမသိရင်မသိတဲ့လောက်တချို့မန်တွေဝင်ကြတာလည်းရှိတယ်ပေါ့ လိုထင်ဒီလိုထင်အထင်တွေမှားပြီးတော့အမျိုးမျိုးတခါတည်းမှားရင်မှုဝင်ကဘာတွေကမထွက်နိုင်မဲနဲ့စိတ်ဟာညင်နွမ်းမှုနဲ့ပဲအချိန်ကုန်သွားကြတာတွေကလည်းပဲဒီမတိမှုနဲ့မမောမှုကိုပဲအကြောင်းပြုပြီးတော့ဖြစ်နေတာအဲ့တော့အကယ်၍ဘုန်းဘုန်းတော်ကဒုက္ခသဘောကိုသိမယ်ဆိုရင်သိသလောက်အဲ့ဒီမကောင်းမှုအကုသိုလ်ကိလေသာတရားတို့ရဲ့အခြေခံအကြောင်းတရားကြီးတွေဖြစ်တဲ့အဝိဇ္ဇာနဲ့လောဘပေါ့နော်တနည်းအားဖြင့်အဝိဇ္ဇာနဲ့တဏှာကိုဘုန်းဘုန်းတို့မလုပ်နိုင်ဘူးလို့ရှော့ချနိုင်မယ်ပေါ့ အဲ့ဒါယော့သွားရင်ဉာဏ်တကိဋ္ဌာတွေလည်းယော့သွားမယ်အဲ့တော့ဒုက္ခလို့မြင်ရင်မြင်သလောက်စိတ်မှာမကောင်းတဲ့သဘောတွေနည်းနေသွားတယ်ဆိုတော့ကျွတ်တို့လက်တွေ့မသိနိုင်ဘူးလားသိနိုင်တယ်နော်လူကျင်မှုကနေစကြတာနော်ကျွတ်တို့လူကျင်လို့မဟုတ်တာတွေလုပ်ကြတာမဟုတ်တာတွေပြောကြတာဟုတ်လားလူကျင်တာကနေပြီးတော့လိန်ညာကြတာကောက်ကျစ်ကြတာရက်ဆက်ကြတာအကုန်လုံးနော်ဖြစ်လာဖြစ်လာရတဲ့သဘောတွေကိုဘုံတို့မြင်ဖို့လိုတယ်အဲ့တော့လူကျင်မှုကိုဘုံတို့ရှော့နိုင်ရင်ရှော့နိုင်တယ်လို့ဒီလူကဘာဖြစ်လာတော့စင်ကြယ်တာပဲ ဒီလူဟာမြင့်မြတ်တာပဲဘုန်းဆိုမကောင်းတာတွေနဲနဲသွားလို့သူ့ကိုကောင်းတယ်လို့ဘုန်းတို့ပြောရမယ်အဲ့တော့မြတ်စွာဘုရားကဒီဘဝကြီးတစ်ခုလုံးရဲ့ဒီလောကကြီးတစ်ခုလုံးရဲ့ဒီဒုက္ခသဘောတွေကိုအပြီးပိုင်မြင်တော်မူတဲ့အတွက်ကြောင့်ဒီလောကရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေလိုချင်မှုတွေအကုန်လုံးဘာဖြစ်သွားလဲငြိမ်းသွားတယ်အဲ့ဒါဒီငြိမ်းသွားတဲ့အတွက်ကြောင့်နောက်ထပ်ဒီလိုဆင်းရဲတဲ့ဒုက္ခတွေလည်းဆက်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဒုက္ခသစ္စာကိုမြင်ရတာဟာ လောက်ထိအကျိုးရှိတယ်လဲဆိုတာကိုဘုံဘုံကပြောပြတာအဲ့ဒါမြတ်စွာဘုရားဓာဝမြင်လို့ဘုရားဖြစ်လာတာနော်ဓာတွေကိုပြောဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားဘုရားလောင်းဟာကြင့်ခဲ့တာအဲ့တော့ကျွတ်တို့ဒီဘုရားရဲ့အစုံမကိုမျက်နှိုးကြတဲ့ပုံကိုယ်တွေဟာအဓိကမြတ်စွာဘုရားဘာသိသိကျင်တာလဲဆိုတာလေးကိုဖမ်းမိဖို့လိုမယ်ပေါ့နော် ဘဝရဲ့ဆင်းရဲတဲ့သဘောကိုအမှန်တိုင်းသိပြီးတော့အဲ့ဒီဘဝရဲ့ပုံမှာမမောမှုကင်းပြီးတော့လုံးဝငြိမ်းအေးသွားဖို့လွတ်မြောက်သွားဖို့မြတ်စွာဘုရားတရားတွေဟောခဲ့တာအဓိကအဲ့ဒါပဲဟုတ်လားအခုဘုံဘုံပြောနေတဲ့စကားအစဉ်ကဘယ်ကနေရောက်သွားတာတုန်းတော့သူများကိုထင်သေးတယ်ကိုယ့်ကိုယ်ကိုအထင်ကြီးတယ်ဆိုတာတူညီမှုဒုက္ခသစ္စာကိုမမြင်မမြင်သလောက်ဖြစ်လာတဲ့အမျိုးပဲဟုတ်လားဒုက္ခသစ္စာကိုမြင်မြင်သလောက်အဲ့ဒါပဲဖြစ်သွားတော့နေသွားမယ်နောက်ထပ် descent လျှော့ပြီးတော့ဘုံဘုံ ်ဒါပြီးကနေလေးတခုပြောမယ်ဘုံဘုံတို့မဟာဝိဇ္ဇာတုတ်တံဆိုတာရှိတယ်အဲ့ဒီတုတ်တံမှာဘာတွေဟောတာလဲဆိုတော့မြတ်စွာဘုရားနော်ဒီကိုကောင်ရဲ့မတန့်ရှင်းမုံမတင့်တယ်ဘုံနော်အနတ်မကောင်းဘုံရွန်ရှာဆက်စုပ်ဖွဲ့ကောင်းဘုံမြတ်စွာဘုရားအသေးစိတ်ဟောတာဓာကြီးပေါ်မှာကျွတ်တို့အမြင်မှားပြီးတော့စိတ်တွေရဲ့နော်အတွေးအမြင်တွေနားလေပုံလေးအကုန်လုံးမှားယွင်းပြီးတော့ဒုက္ခရောက်တာအဲ့တော့ဒါကိုအမှန်မြင်ဖို့အတွက်မြတ်စွာဘုရားကြိုးပမ်းအားထုတ်တာ မဟာဝိဇ္ဇယတုတ်တံဆိုအဲ့ဒီတုတ်တံမှာနောက်ဆုံးဂါထာလေးနှစ်ပုဒ်နော်ဒွိပါရကောယံအတုရှိဒုက္ခံောပရိဟာရတိနာနာကုဏပပရိပူရောဝိတ္တဝံတော် တတော်တတော်တဲ့ဟွန်းဘာပြောအောင်ဆိုဒီကိုအောင်ကြီးကိုသူကအနှစ်ချုပ်ပြီးတော့ပြောပြတာသူရှေ့ရဂါထာတွေကမတင့်တယ်တဲ့အကြောင်းအသေးစိတ်ပြောပြတော့မှဒါလေးကအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒွိပါရကောယံအတုရှိဒီကိုအောင်ဟာခြေတော်နှစ်ချောင်းရှိတယ်တဲ့ခွာကလေးထောက်ထားတယ်လို့ပါနော် မြင်အောင်ကြည့်ပါနော်ဒိပါရဘောယံအတုစီချင်းတဲ့ချောင်းရှိတဲ့ဒီကူကအတုစီမစင်ကြယ်ဘူးတဲ့ဟုတ်လားဖီလိန်ပြင်ဆင်ထားလဲအဲ့ဒီဂျားတွေကနေပြီးတော့ချွေးတို့ဘာတို့ထွက်လာတာပဲလေအဲ့ဒါဘာတို့မစင်ကြယ်တဲ့အရာစင်ကြယ်တဲ့အရာဘာမှထွက်မလာဘူးနော်ဒိပါရဘောယံအတုစီဒုက္ခံတော့ပြိဟာရတိဒုက္ခံတော့ဆိုတာမကောင်းတဲ့အနှံ့ရှိတယ်တဲ့ဘယ်နာလေးရမှကောင်းတဲ့အနှံ့ ထွက်မနေဘူးတဲ့ဒုက္ခံတော့ပြိဟာရတေအမျိုးမျိုးတန်ရှင်းအောင်လုပ်တဲ့ကြားတွေရပဲမတန်ရှင်းတဲ့ဟာတွေဟာရိုးရှိပြီးတော့ကြားလာတယ်တားဆီးလို့ကိုမရဘူးတဲ့ကိုဘလောက်လှုပ်လှုပ်အဲ့ဒါကိုဖုံဖုံတို့တော့လုံချုံအောင်လှုပ်ထားလို့မရဘူးလုံးဝလိန်ညာထားလို့မရဘူးနော်ဒီပါတော်ရင်အတုစီဒုက္ခံတော့ပြိဟာရတေနာနာကုဏပပရိပူရောဝိတဝံတော်တတော်တတော်တဲ့နာနာကုဏပပရိပူရောအမျိုးမျိုးသော နော်အပုတ်အဆက်တွေနဲ့ပြည်နေတယ်တဲ့ဘယ်ပိုင်းလေးပဲကြည်လိုက်ကြည်လိုက်နော်ခေါင်းကိုပဲကြည်ကြည်ရင်ဘတ်ပိုင်းကိုပဲကြည်ကြည်ဝမ်းပိုက်ပိုင်းကိုပဲကြည်ကြည်ပေါ့ဟုတ်လားမတန့်ရှင်းတာတွေမစင်ကြယ်တာတွေနဲ့ပဲပြည်နေတယ်တဲ့နော်နာနာကုဏပပြိပူတော်ဝိတ္တဝံတော်တတော်တတော်ဖုန်းဖုန်းတို့ဘလောက်ပဲကြိုးမအားထုတ်ပြီးတော့ဒါကိုတင့်တယ်အောင်အရှင်ပြေအောင်ကြည်ကောင်းအောင်လုပ်ကြတော့လည်းပဲလုံးလို့မနိုင်ဘူးတဲ့အဲ့ဒီဥစ္စာအမြဲတမ်းယိုးပဲယိုးကြနေတယ် ဒါကြောင့်မလို့ကျွတို့တကယ်မနိုင်တဲ့အခါကျတော့ဘယ်ပြေးရအောင်အိမ်သာတဲ့ပြေးရအောင်ပေါ့လူရှိရက်ပြီးတော့တောင်လှုပ်လို့မရဘူးလေဟုတ်တယ်မဟုတ်လားလူအမြင်ခံလို့တောင်မရတော့ဘူးဒါတွေကအမှန်တရားတွေပဲလေဒါဒီခန္ဓာရဲ့ဒီဘဝရဲ့သဘောမှာကိုမျက်စွာပဲအဲ့ဒီကာထာလေးနဲ့ပြောပြီးတော့နောက်ဆုံးသုံးသပ်ပြရတယ်နောက်ဆုံးကာထာလေးကဘာပြောလဲဆိုတော့ဒီပါဒကောယံအတုစီဒုက္ခံတော့ပြိဟာရတိနာနာကုဏပပြိပုတော်ဝိသဝံတော်တတော်တတော် ဧတာဒိတေနကာယေနယောမင်ကြီးဥဏမေတဝေပရံဝါဝါဇာနိယကိမိညတရအတ္တတနာအဲအဲ့ဒါလေးကအခုပြောချင်တဲ့အကြောင်းရပါမယ်ဧတာဒိတေနကာယေနယောမင်ကြီးဥဏမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုကိုကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်ဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝအမှန်ကို မသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမလဲတဲ့ဟောဆိုလိုတာက ဒီခန္ဓာကိုယ်ကြီးတွေဟာဒီလိုပါလို့မသိလို့သာတတ္တဝါတွေဟာကိုကိုကိုသူများတဲ့ตาလဲထင်းနေတာသူများကိုကိုယ့်ထက်အောက်ကျတယ်လို့ထင်းနေတာအမှန်ကသူလည်းပဲမတန့်ရှင်းသောမစင်ကြယ်သောအရာရုပ်ပိုင်းဆိုင်ရာမှာဘာထူးခြားမှုမှကိုမရှိဘူးဒီဟာကိုရှင်းရှင်းလင်းလင်းမြင်မယ်ဆိုရင်တော့ဘုန်းဘုန်းတို့မှာအလွန်မြင်မာတဲ့သူတော်ကောင်းစိတ်ဓာတ်ဖြစ်နိုင်တယ်နော်သူ့ကိုထင်သေးတာကိုကိုကိုထင်ကြီးတာတခါတလေကြတော့လည်းပဲ ိုကိုကိုထင်သေးပြီးတော့သူများကိုထင်ကြီးတာလည်းရှိသေးတယ်အဲ့ဒါလည်းကောင်းအဲ့ဒါလည်းမကောင်းဘူးเนาะသူများကိုထင်ကြီးရတာလည်းပဲပင်ပန်းတယ်သူများထင်ကြီးရင်အလိုလျောက်ကိုကိုကိုလည်းတိတ်ငဲတဲ့သဘောကပါသွားပြီးသားဟုတ်တယ်မဟုတ်လားကောင်းသလားအဲ့ဒါအကုန်လုံးအမှားကြီးပဲတကယ်ကအထင်သေးတာမှမှားတာမဟုတ်ဘူးအထင်ကြီးတာလည်းမှားတာပဲအမှန်ကထင်ကြီးတယ်လည်းမရှိဘူးထင်သေးတယ်လည်းမရှိဘူးသူကကောင်းဖို့မကောင်းတဲ့သဘောပါ ဘာလို့သူ့ကိုဘုံဘုံတို့ရှောက်ပြီးတော့အပေါ်ရန်သတ်မှတ်ချက်တွေအကုန်လုံးဟာလွဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဗျာဒီပြောထားတဲ့စကားလေးကိုဘုံဘုံကသဘောကျတော့နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်ရရွတ်ဆောင်နေရရဲ့နဲ့များကိုယ့်ကိုယ်ကို မြင့်တယ်မဲ့သူတော်ဘာကိုနှိမ့်ချမယ်ဆိုရင်ဒါဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမှလဲတဲ့မသိရင်မသိသလောက်တတ္တဝါတွေဟာအထင်ကြီးကြတယ်အထင်သေးကြတယ်အထင်ကြီးမှုအထင်သေးမှုရှိရင်ရှိသလောက် သူ့စိတ်ပဲပင်ပန်းရတယ်ဆင်းရဲတယ်ပူလွန်ရတယ်။နော်အထင်သေးခံရတဲ့ပုံကဟောခံနိုင်မလား။အခံနိုင်မှုဟောသူကလည်းသူ့တုံ့ပြန်မှုကလည်းကြောက်စရာကြီးနော်။အဲ့တော့ဘာမှမကောင်းတော့ဘူး။အထင်ကြီးရတာထင်သေးရတာဘာမှမကောင်းတော့ဘူး။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားသူတော်ကောင်းစိတ်ဓာတ်ဆိုတာသူများကိုထင်သေးတာကိုယ့်ကိုယ်ကိုထင်ကြီးတာမရှိဘူး။နော်။သူတော်ကောင်းစိတ်ဓာတ်နဲ့ဘုန်းဘုန်းတို့နေခြင်းနဲ့ဆိုရင်အဲ့ဒီအထင်ကြီးရင်ထင်သေးခြင်းကို လုံးဝမပြောက်သေးတောင်မှညှော့နေသွားဘလို့မလို့စူးစမ်းရမယ်။အဲ့ဒါကိုညှော့နေခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့အဓိကနားလည်ထားရမယ်တော့ချက်ကအတူတူပါပဲဆိုတာကိုမြင်အောင်ကြည့်။အဆင့်အမြင့်ဆုံးတူတယ်လို့ပြောလိုက်တာပါတော့ဒုက္ခသစ္စာတူတယ်နော်။အဲ့ဒါမြင်ဖို့လည်းနဲ့ခက်နေသေးတယ်ဆိုရင်တော့အရန်ကိုမြင်ဖို့လွယ်တဲ့အော်မတန်ရှင်းမှုတွေရဲ့အဆုအဝေးတွေအနက်မကောင်းမှုတွေရဲ့အဆုအဝေးတွေဘာမှ နော်မျက်နှိုးဝေရမဟုတ်တဲ့သုံးစားမရတဲ့အရာတွေရဲ့အစုအပုံကြီးတွေလို့မြင်မယ်ဆိုရင်ရောအထင်ကြီးမှုအထင်သိမှုဘာဖြစ်သွားမှာလို့နေရသွားမယ်အဲ့ဒါတော့မြင်ဖို့လွယ်တယ်မို့လားอืมအဲ့ဒါကိုပဲမြင်ဖို့ခက်နေသေးတယ်ဆိုရင်တော့ဘာပြောရမှန်းတော့မသိတော့ဘူးနော်စဉ်းစားအောင်နော်음အဲ့ဒါနှစ်ချက်ပေါ့ဟုတ်လားဟိုတို့တူညီမှုကိုမြင်ဖို့အတွက်အတုပါကိုမြင်ရမယ်ပြီးရင်ပါတော့ဒုက္ခသစ္စာကိုမြင်ရမယ်နော်ဒုက္ခသစ္စာတော့အလွန်အဆင့်မြင်ပါလေသူ့ကိုမြင်လို့ရှိရင်တော့မြင်မြင်တော့စိတ်ဟာဖြူစင်တာပဲ နော်ကျွတ်တို့အကုန်လုံးဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်နော်အရိယာဖြစ်ကိုမြုံမှန်းကြတယ်ပေါ့ပုထုဇဉ်ဖြစ်ကလည်းအရိယာဖြစ်ကိုပြောင်းလဲခြင်းညတယ်ပေါ့နော်အရိယာဆိုတာဘာပြောတာတော့စိတ်ဖြူစင်တာကိုပြောတာပုထုဇဉ်ဆိုတာစိတ်မြင့်နွမ်းမှုပူလောင်မှုတွေများတာကိုပုထုဇဉ်လို့ပြောတာဟုတ်လားတကုတ်ရဲ့စိတ်ကိုပူလောင်မှုမြင့်နွမ်းမှုများတဲ့အနေထားနေပြီးတော့ဖြူစင်မှုတန်ရှင်းမှုနော်ပြည့်စုံတဲ့အနေထားကိုရောက်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ကဘာလို့ရမှာတော့အမှန်တရားကိုမြင်ရမယ် ဒုက္ခသစ္စာဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်လားအတုပါလို့ဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်ပြီလားအဲ့ဒါမြင်အောင်ကြည့်တဲ့တရားမှာကိုကိုကိုအရင်ပြုတ်ပြီးတော့ကြည့်ရမယ်ကိုအကြောင်းကိုတကယ်မြင်သူများအကြောင်းကတမင်တောင်လိုက်ကြည့်စရာလုံမဲ့မထင်ဘူးအကုန်လုံးကပါတော့အတူတူဆိုတာသဘောပေါက်သွားတယ်ဟိုတုန်းကဖုန်းတော်ကြီးတစ်ပါးပြောဘူးတယ်သူကဝင်လေထွက်လေကိုမြဲတမ်းမှတ်နေတဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီးကသူအမြဲတမ်းဝင်ထွက်နေတာကြီးကသူစိတ်ထဲမှာအမြဲမြင်နေရတယ်ဒီဟာကြီးကနော်ရှင်ဖို့အတွက်ရှုခဲရှုခဲနဲ့ဝင်လေထွက်လေလှုပ်နေရတာကြီးကဟိုဖားဖို့ကြီးလို့ပေါ့နော်အဲဘဘဲသမားတွေတုံနေဖားဖို့မြင်မှုတယ်မို့လားနော်အဲ့တော့ तू ကထူးဆန်းတာ तू ကဘာပြောတုံးဆိုတော့သူ့ကိုယ်ကြီးမှာ ရှုခဲရှုခဲလှုပ်နေတာမဟုတ်ဘူးသူများခန္ဓာကိုယ်တွေအကုန်လုံးကလည်းအဲ့လိုရှုခဲရှုခဲလှုပ်နေတာတွေကိုမြင်နေရတယ်တဲ့အဲ့တော့ဘုမဘာပြောရင်လားတော့ ကိုကိုကိုမြင်လို့ရှိရင် သူများကိုလည်းမြင်တယ်ဆိုတာကိုပြောချင်တာဟုတ်လားမာသတိပဌာနာတုံမာတော်မြတ်စွာဘုရားနော်ကိုကိုကိုလည်းမြင်ရမယ်သူများကိုလည်းမြင်ရမယ်လို့အဲ့လိုတိုက်တွန်းထားတာတွေလည်းရှိတယ်ဟုတ်လားမာစီစောဘုရားကြီးကတော့ကိုကိုကိုမြင်သူများကိုလည်းပဲမြင်သွားပါတယ်လို့အဲ့လိုမာသတိပဌာနာတုံထဲမှာအဲ့လိုဆုံးဖြတ်ပေးတာလေးလည်းရှိတယ်ဒါလေးတွေကတရားဘာဝနာအထောက်တာကို နော်ဝါသနာပါရတဲ့ပုံကိုယ်တွေအတွက်ဘုသူတ္တလေးမျှဝေပေးတာဟုတ်လားอืมအတော့ခုတရားစကားပြောတာမိနစ်20တောင်မကတော့ဘူးတခါကြီးနော်25မိနစ်လောက်ရှိသွားပြီနော်အင်းတော်တော်လည်းပဲဘုံဘုံကပြောရတာကျင့်တတ်ပါတယ်ဟုတ်လားအတော့လူတွေကမင်းကသူမင်းကမင်းကလူယုတ်မှာပါကွာလို့ပြောရင်ခန့်ကျင်မှာမဟုတ်ဘူးဟုတ်လားမခန့်ကျင်လည်းပဲကျွတ်တူသူများကိုအထင်သေးသမျှကိုကိုကိုအထင်ကြီးနေသမျှသူယုတ်မှာဖြစ်နေတာအဲ့ဒီအချိန်မှာဟုတ်လားနော်ဘယ်လောက်ထိတောင်ပြောတာ ဇံရပြီးတော့ဇံရတဲ့အတွက်ကြောင့်သူများကိုထင်သေးမယ်သူကသူထင်ကြီးမယ်ဆိုအဲ့ဒီဇံရတဲ့လူကြီးဟာအဲ့ဒီအချိန်မှာဗာစိတ်နေနေတာသူရုံမှာစိတ်နေနေတာကကြံတဲ့လူတော့မပြောတော့ဘူးဟုတ်လားဒါမှမဟုတ်တနေ့ကပြက်ကြိန်ထုတ်မှာတလတခါဖတ်ဖို့ဖတ်စာလေးပုံပုံရေးပြီးတော့ပြက်ကြိန်ထုတ်ဖို့စီစဉ်နေတာအဲ့ဒီမှာစာတပုတ်ကိုအဲ့လိုရေးတာကိုယ့်အကူဘာကြီးဖြစ်လို့နေနေသူများကိုထင်သေးနေသည်များကိုကိုကိုမြင့်တင်နေသည်များအဲ့ဒါသူရုံမှာစိတ်တက်သူများကိုထင်မသေးမှာ ကိုယ့်ကိုယ်ကိုမမြင့်တယ်မှာအဲ့ဒါသူတော်ကောင်းစေတယ်လို့ဘုရားဟောတယ်။ငါမှာဘလို့စိတ်တွေဖြစ်များနေလဲဆိုတာကိုဝေဖန်ကြည့်လို့အဲ့ဒါလေးရေးတာ။နော်။အဲ့ဒါဒါဒီနေ့ကတော့တရားစကားလေးကိုဟိုရှုထောင့်တစ်မျိုးအနေကိုယ့်ကိုယ်ကိုပိုကောင်းအောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုဖို့ဒါဘုံတို့ပြောတာပါနော်။ဘုံတို့တရားလုပ်ကြတယ်ဆိုတာလူရင်းကကိုယ့်ကိုယ်ကိုပိုကောင်းအောင်လုပ်ကြတာပါ။ဟုတ်တယ်မဟုတ်လား။ပိုကောင်းလို့ရှိရင်ပိုချမ်းသာပါလေ။စိတ်ပိုချမ်းသာပိုငြိမ်းရေးမယ်။ဟုတ်လား။ ပူမကောင်းမင်းနဲ့ပူချမ်းသာတဲ့ပူငြင်းအေးတဲ့အနေအထားကိုမျှော်လင့်လို့မရဘူး။ကောင်းတာကအကြောင်းတရားချမ်းချမ်းသာတာငြင်းအေးတာအကျိုးတရားချမ်းသာခြင်းငြင်းအေးခြင်းအကျိုးတရားလက်ကိုရခြင်းကျွတ်တော့ကောင်းကိုကောင်းမှဖြစ်မှာမကောင်းမင်းနဲ့ချမ်းသာခြင်းငြင်းအေးခြင်းအကျိုးရလက်ဘယ်တော့မှထွက်ရုံးတာမရှိဘူး။ဟုတ်တယ်နော်။အခုအဲ့ဒါဘုံဘုံကကောင်းဖို့ကြိုးစားတဲ့ပုံကိုယ်တွေအတွက်မြတ်စွာဘုရားကနီးမျိုးစုံနဲ့ကောင်းအောင်လုပ်ဖို့သင်ပေးထားတာတွေကတသိတ္တိတ္တပြောပြတာနော်။သဗ္ဗုရိတ္တသုတ်တံတဲ့။ကဲ။ ကိုကိုကိုသူတော်ကောင်းဖြစ်အောင်ကြိုးပမ်းအထောက်နိုင်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းသက်တည်းကြောင့်ဖရာတပည့်တော်တို့ဒီမဉဏ်ဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပေးရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း